ကုန်သွယ်ရေးလုံငွေပြမှုမဖြစ်ပေါ်စေရေးအတွက်ပို့ကုန်တွေပုံမှုတုံ့မြင့်တင်ပို့နိုင်ရေးအထူးအလေးထားကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့စီးပွားရေးနဲ့ကုတန်ရောင်းဝယ်ရေးဝန်ကြီးဦးချစ်စွေကအောက်တိုဘာ၂ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ကုန်သွယ်မှုနဲ့ကုန်စည်စစ်ဆေးမှုများမှန်ကန်မြန်ဆန်စေရေးဗဟုကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့နဲ့မြန်မာနိုင်ငံကုန်သွယ်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ညီနောင်အဖွဲ့အစည်းတွေပူးပေါင်းပြီးပြည်ပစေကွက်ပုံမှုရရှိအောင်ဆောင်ရွက်ကြစီလိုကြောင်းဆိုပါတယ်။ ပြည်ရင်းပြည်ပကုန်သွယ်မှုလုပ်ငန်းတွေဆောင်ရွက်ရမှာပြည်သူလူထုရဲ့အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုရှေ့ရှုဆောင်ရွက်ရမယ်လို့စီးပွားကုသဝန်ကြီးကအတည်ပြုခဲ့ပါတယ်။အဲဒီနောက်ပို့ကုန်ရငွေတွေအချိန်မီပြန်လည်ဝင်ရောက်ရေးကိစ္စရပ်တွေ73စီစား3စီဖြန့်ဖြူးရေးကိစ္စရပ်တွေအစဉ်ပြေချုံးမွေ့စီရေးနဲ့ CMB လုပ်ငန်းတွေပုံမတင်ပို့နိုင်ရေးချိုးပန်းဆောင်ရွက်ကြဖို့လည်းဆိုခဲ့ပါတယ်။ ဆက်လက်ပြီးကုံတမှုနှင့်ကုံစီစစ်စစ်မှုများမှန်ကန်မြန်ဆန်စေဘဟုကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးချစ်စွေကပြည်တွင်းပြည်ပကုံတမှုလုပ်ငန်းတွေမှာနှောင့်နှေးကြမ်းကြမှုမရှိစေရည်နဲ့ကုံစီစစ်စစ်မှုမှန်ကန်မြန်ဆန်စေအတွက်အာတုံခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ပြောကြားခဲ့ကြောင်းမှာခင်ဗျာ